မြန်မာရုပ်ရှင်စာအုပ်ဖခင်ကြီးဦးအောင်မြန်မာရုပ်ရှင်သမိုင်းမှာထင်ကြရပုဂ္ဂိုလ်တူဖြစ်ထင်ရှားတဲ့ဦးအောင်ပထမဆုံးမြန်မာဇလံရှင်ရုပ်ရှင်ကိုစတင်ရိုက်ကူးခဲ့သူဖြစ်ပါတယ်1920ပြည့်နှစ်မှာသူရိုက်ကူးခဲ့တဲ့မြစ်တာနဲ့သူရတကမြန်မာရုပ်ရှင်လောကအစအဖွင့်လှစ်ပေးခဲ့ပြီးယနေ့ခေတ်မြန်မာရုပ်ရှင်လုပ်ငန်းအတွက်အုံမြင့်ချပေးခဲ့သူလို့ဆိုရင်လည်းမမှားပါဘူးမြစ်တာနဲ့သူရသမိုင်းဝင်ခြေလှမ်းတဲ့ ဝေါ်မဟာ1920ပြည့်နှစ်မှာမြစ်တာနယ်သူရကာကိုရန်ကုန်မြို့ရှိဒရိုင်းစီနီမာမှာစတင်ပြသခဲ့ပါတယ်။ဒီစကားဟာမြန်မာလူမျိုးတွေကိုယ်တိုင်ဇာမျိုးရေးသားပြောဆောင်ပြီးထုတ်လုပ်ခဲ့တဲ့ပထမဆုံးဇာတ်လမ်းရှိရုပ်ရှင်ဖြစ်တာကြောင့်မြန်မာရုပ်ရှင်သမိုင်းမှာအရေးပါတဲ့မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ဒီစကားမှာမင်းသားအဖြစ်မောင်ကြီးကူမင်းသမီးဖြစ်မကြီးတို့ပုံဝင်ပြောဆောင်ခဲ့ကြပြီးဝေါ်မကိုယ်တိုင်ကဒါရိုက်တာနဲ့တပ်ဖွဲ့ဆရာအဖြစ်တောင်းရင်ခဲ့ပါတယ်။ဇာမျိုးကိုလည်းဝေါ်မနဲ့ဥပမာညွှန်ရတာဥညိကူတို့ပုံရိုးသားခဲ့ကြပါတယ်။ စီဝါရီတမမရုပ်ရှင်ဗန်ဒီတူစီတို့ဥမမရုပ်ရှင်လောကစီဝါရီနဲ့နှူးရညာနော်ကိုယ်စလုံးရဲ့ရှင်တော်ကလည်းစတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်သူဟာမြန်မာလူလတ်ရေးလှုပ်ရှားမှုမှာလည်းတက်ကြွကြွပေါဝင်ခဲ့တဲ့ Facebook ရှင်ကိုယ်စလဲအဖွဲ့ဝင်တူလည်းဖြစ်ပါတယ်နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့တူနှူးပညာကိုလည်းမြင်လို့တဲ့ဥမောင်းဟာမြန်မာရုပ်ရှင်လောကကိုပုံပေါ်ရမှာအရေးပါတဲ့ပုံပုတူဖြစ်ခဲ့ပါတယ်အမွေနှင်းနဲ့ဂုံပြူချင်းဥမောင်းရဲ့မြင့်တက်နေသူတော်ကကဟာမြန်မာရုပ်ရှင်လောကအတွက်အခြေခံအုတ်မြစ်ကိုချပေးခဲ့ရုံသာမကဘဲ ရောရှင်ထွေးကြုံသူချင်းရွယ်တွေလိုမျိုးဖြစ်ပြန်အသီးမှတ်ပြုံမှုတွေဟာဥုံမောင်ရဲ့ရှေ့ဆောင်လမ်းပြောင်းမှုကြောင့်ဖြစ်ပေါ်လာခဲ့တာလို့ဆိုနိုင်ပါတယ်။ဒါကြောင့်ဥုံမောင်ဟာမြန်မာရောရှင်လောကအတွက်ဘယ်လိုဆုံးဦးတည်ထွင်လို့ဆောင်ပေးရလဲဆိုတော့ဒီဗီဒီယိုကနေတစ်သိသိရှိနိုင်မယ်လို့မျှော်လင့်ပါတယ်။